အလုံးမင်္ဂလာပါကျွန်တော် chessy for you နဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ chessy နဲ့ပတ်သက်ပြီးသတင်းလေးတွေပြောအောင်ပါနော်ဆိုတော့အပြမဆုံးသတင်းကပါလဲဆိုတော့ Morinho ကကျွန်တော်တို့ chessy တီ Europa Conference League Final နဲ့ပတ်သက်ပြီးတော့ပေါ့နော် Morinho ကပါပြောလဲပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြခြင်းနဲ့စိတ်ဝင်စားဖို့လဲကောင်းလို့ပို့ဩကျွန်တော်ကိုယ်တိုင်လဲတော်တော်သဘောချလို့ပြန်ပြီးတော့ဝင်ညာခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ Morinho က chessy နဲ့ပတ်သက်ပြီးတော့ chessy နေနဲ့ဒီ conference လေးကိုတော့လိုချင်လိမ့်မယ်မဟုတ်ဘူးသူတို့လိုချင်တာ champion လေးဖြစ်လိမ့်မယ်ဆိုပြီးသူကပြောတယ်ပေါ့နော်ပြီးတော့ဘာပြောလဲဆိုတော့ conference league ကဟိုအစင်းတန်းနိုင်တာဖြစ်ပေမဲ့ plan တစ်လုံးပဲဖြစ်တယ်အာဒီ conference league ကိုရယူပြီးတော့နောက်ဟို European champion league ဆိုတဲ့အစင်းတန်းမျိုးတွေကိုတက်လန်းလိမ့်မယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဒါက Chelsea ရဲ့အပမဆုံးခြေလမ်းဖြစ်တယ်ပေါ့နော်ဒါကိုပြောသွားတယ်ဆိုတော့ကျွန်တော်တော်တော်သဘောကျတယ်ဘာဘာကိုသဘောကျလဲဆိုတော့ပမာဆုံးပြောတဲ့စကားက ်ချက်စီကကွန်ဖရင့်လေးကိုလိုချင်လိမ့်မှာမဟုတ်ဘူးဆိုတဲ့စကားပေါ့နော်ဆိုတော့ဟိုရုတ်တရက်ကြည့်ရင်တော့အော်ဒီစကားကနည်းနည်းလေးတော့ကျွန်တော်တို့နိုင်သွားလိမ့်မယ်ဒါပေမဲ့တခြားပြန်တွေးကြည့်တဲ့အခါမှာချက်စီကဒီစင်တန်းမဟုတ်ဘူးချက်မြင့်လေးလိုစင်တန်းမျိုးကိုကမ်းမဲ့အတင်းဆိုမျိုးသူကပြောချင်တာဖြစ်တယ်ဆိုတော့ဒါအာမော်ရီဟိုရဲ့ကျွန်တော်တို့အသင်းပေါ်ထားတဲ့စိတ်ကိုမြင်ရတယ်ပြီးတော့ဟိုကျွန်တော်တို့အသင်းဟာဒီစင်နဲ့မဟုတ်ဘူး ဟိုတခြားဒိဋ္ဌမြင်တဲ့အစဉ်နှံတစ်ခုမှာရှိနေရမယ်ဆိုတော့ဟိုအတွေးမျိုးပေါ့နော်ဒီအတွေးမျိုးကိုလည်းကျွန်တော်ပြန်ရတယ်ဆိုတော့မော်ရင်ဟိုဆိုတာကျွန်တော်တို့ချက်စီရဲ့အာကဏဝင်ပြီးပြပေါ့နော်ကျွန်တော်တို့မော်ရင်ဟိုအကြောင်းပို့ဟိုချက်စီဖန်ဖြစ်လာတယ်ဆိုလဲကျွန်တော်တို့ဟိုပြောလို့ရတယ်ပေါ့နော်တော်တော်များများပေါ့နော်ကျွန်တော် old school တွေကိုကျွန်တော်မပြောဘူးဆိုတော့ကျွန်တော်တို့ဒီဘက်ခင်မှာဆိုရင်တော့မော်ရင်ဟိုအကြောင်းချက်စီဖန်ဖြစ်လာတဲ့ပြိသက်ကအတော်များတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီမော်ရင်ဟိုကဒီလိုလေး ကျွန်တော်တို့ chassis နဲ့ပတ်သက်ပြီးတော့ပြောပြောတာပေါ့နော်ပြောတာလေးနဲ့ပတ်သက်ပြီးတော့ဟောညီမတို့ကဘလို့မြင်လဲပေါ့နော်ကျွန်တော်ကတော့တော်တော်သဘောကျတယ်ဒီနေ့ပြကျွန်တော်တို့အသိကိုဘလောက်ချစ်လဲဆိုတာကိုဒါမြင်နေရတယ်ပေါ့နော်ဆိုတော့ဟောဒါကတော့ model ကိုနဲ့ပတ်သက်ပြီးတော့ model ကိုပါပြောလဲပေါ့နော်ဒါလေးကိုကျွန်တော်ပြန်လည်ပြီးတော့ဝင်ပြချင်းဖြစ်တယ်ဆိုတော့ဒုတိယသတင်းကပါလဲဆိုတော့ Sancho ရဲ့သတင်းဖြစ်တယ် Sancho ကအာဒီ United ကိုပြန်မလား Chelsea မှာဆက်နေမလားဆိုတော့အာမေဂူနေတို့လို့တို့လို့ညီအများကြီး ရှိရပေါ့နော်ဆိုအာဒီ decision ကိုတော့သူကဒီကျွန်တော်တို့ Super Conference League Final ပြီးရင်တော့ United ကိုပြန်မလား Chelsea မှာနေမလားဆိုတဲ့ decision ကိုဆုံးဖြတ်ချက်ချမယ်ဆိုပြီးပြောထားတယ်ပေါ့နော်ဆို Chelsea ဘက်ကတော့ Jadon Sancho ကိုပြန်ပို့ခြင်းတဲ့သဘောမျိုးရှိတယ် Jadon Sancho ကိုပြန်ပို့ခြင်းတဲ့ဆိုရင်တော့ ရန်တက်ကို၅တန်းပေးရမယ်တကယ်လို့ဂျေဒန်ဆန်ဂျိုခေါ်ထားစီနေဆိုရင်တော့၂၅တန်းပေးချင်ရမယ်ဆိုပြီးတော့စာချုပ်ချုပ်ထားတာရှိရပေါ့နော်ဆိုတော့ချက်စီဘက်ကတော့ပြန်ပို့ချင်တဲ့ပုံစံမျိုးရှိတယ်အဲသူ့နေရာကိုအစားထိုးဖို့လည်းလူတွေထပ်ပြီးတော့ရှာနေရမျိုးတွေတွေးရတယ်ပေါ့နော်ဆိုတော့ဟိုဆန်ချိုဘက်ကစဉ်းစားကြည့်ရင်တော့ဆန်ချိုကဒီလိုဟိုမန်ယူတော့မပြောင်းခြင်းတဲ့သဘောရှိတယ်အเจ้าမချက်ကဘာလဲဆိုတော့ချမလီဝင်ခွင့်မရတာဖြစ်တဲ့အတွက်ပေါ့နော်ချက်စီမှာချမလီကန်ကျင်တယ်အာဒါကြောင့်မို့ ဟိုစံချူကတော့မပြောင်းခြင်းဘူးချက်စီကတော့ပြန်လွှတ်ချင်တာဒီအခြေအနေမျိုးဖြစ်နေရပေါ့နော်ဒါပေမဲ့တက်တက်ကိုကွက်တီးရမှာကဒီဂျိုဘာကွန်ဖရင့်လိဖိုင်နယ်ပြီးရင်တော့စံချူဟာယူနိုက်တက်ကိုပြန်မလားချက်စီကိုနေရမလားဆိုတော့ဆုံးဖြတ်ချက်မျိုးဟိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဟိုဒါကတော့ဒုတိယသတင်းတစ်ပုဒ်ဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီဖီလစ်ပေါ့နော်ဂျာဘူဖီလစ်နဲ့ပတ်သက်ပြီးတော့ဒီယူရိုပါကွန်ဖရင့်လိဖိုင်နယ်တကယ်လို့ဆူပလား ်ရခဲ့သည်ဖြစ်စေမရခဲ့သည်ဖြစ်စေကျွန်တော်ဒုတိယရခဲ့သည်ဖြစ်စေပေါ့နော်ဒီစူးစိတ်ကိုလက်ခံရယူရမယ်ရယူခွင့်ရှိတယ်ဆိုပြီးတော့ဟိုတည်င်းလေးတက်လာရပေါ့နော်ဆိုတော့ဂျာဖီလစ်ကကျွန်တော်တို့ဟို Europa Conference League မှာတော်တော်လေးခြေခံပြခဲ့သလိုတော်တော်လေးလည်းဟိုပွဲစဉ်တွေတော်တော်များများလည်းကန်ခဲ့ရတယ်ပေါ့နော်အော်ဒီရာဒီဝဲမှာတော့ကျွန်တော်တို့ဒီ AC Milan ကိုဟိုအငါတော့ရောက်ကစားနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားကျွန်တော်တို့စူးစိတ်လက်ခံရရှိမယ်လို့ဟို သတင်းတွေမှာတွေ့ရတယ်ပြောရတယ်ဆိုတော့ဒါလေးလည်းဝန်တတရားအာသတင်းတစ်ခုဖြစ်တယ်နောက်တစ်ခုအနေနဲ့မူတွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောအောင်ပါလို့ဆိုတော့မူတွဲကကျွန်တော်ဒီစင်းသုံးနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆင်ပယ်ပြီးမထွက်သေးဘူးဆိုတော့အချားမှာကျွန်တော်တို့ဟိုကန့်လန့်ခံနေရပေါ့နော်အချိန်ကြာကြာနေတယ်ဆိုတော့ဒါပေမဲ့မူတွဲကဒီအာ conferently final ဟိုဒီတက်ရောက်ပြီးတော့အားပေးမယ်ပေါ့နော်အားပေးမယ်ဆိုတော့အာ ဟိုတည်င်းတွေ့ရတယ်တကယ်လည်းသူဒီပိုလန်နိုင်ငံကိုရောက်နေပြီပေါ့နော်နောက်ပြီးတော့ဒီမူရင်းနဲ့ပတ်သက်ပြီးတော့မူထရင်းအနေနဲ့ဒီယူဘာကိုဖရန့်လီကိုရှားခဲ့မယ်ဆိုရင်အဆူရစိလက်ခံရှားယူရှားယူခွင့်ရှိရယ်ဆိုပြီးတော့ဟိုပြောတော့ပြောတော့လည်းရှိရယ်ပေါ့နော်အဒီမူရင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ် ပြောတော့တာပါလဲဆိုအန်ဆိုမာရက်စကာဖြစ်တယ်အန်ဆိုမာရက်စကာအနေနဲ့မိုရရဲ့ချင်းတွေတော့ကောင်းကောင်းမသိဘူးဒါပေမဲ့သူဒီမှာရှိနေတယ်ဆိုတဲ့အတွက်ကျွန်တော်ဝမ်းသာတယ်ပေါ့နော်ဒီလိုမျိုးလေးပြောတော့တာရှိတယ်ဆိုတော့နောက်ဆုံးသတင်းကပါလဲဆိုတက်စစ်မှုရှာဖို့တော့ပေါ့နော်ကျွန်တော်ချက်စီဒီနယူးယောက်ဒီမှာတက်စစ်မှုအစ်စ်တယောက်ပေါ့နော်ဟိုခေါ်ကိုခေါ်မဲဒါမှမဟုတ်နှစ်ယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဒီလိုမျိုးအခြေအနေဖြစ်နေရဲဆိုတော့ဒီတက်စစ်မှုတွေထဲမှာဘယ်သူတွေပါလဲပေါ့နော်ဘယ်သူပါလဲဆိုတော့ပထမဆုံးတယောက်က different but အတိုက်စစ်မှုတယောက်အတိုက်စစ်မှုဖြစ်တယ်ဒီကစားသမားကိုတော့မိုင်းပြောင်ကျွန်တော်အများကြီးမကြည့်ဘူး prime ဘွဲလေးလည်းစောင့်မကြည့်ဘူးပေါ့နော်ဆိုတော့ဒီကစားသမားရဲ့ခြေစုံတော့ကျွန်တော်အများကြီးမပြောလို့ဘူးဟိုနောက်တစ်ယောက်ကတော့အာဘယ်လိုလဲဆိုတော့ဒီယာဒီမမကျွန်တော်တို့ဟိုလုံးဝကို on fire ဖြစ်နေတဲ့ peter yorkwet ပေါ့နော် peter yorkwet နဲ့ပတ်သက်ပြီးတော့တရင်နဲ့တက်လာတယ်ကျွန်တော်ချက်စီကဒီကစားသမားကိုဟိုအချင်းကြီး လိုက်ခဲ့တာမျိုးတွေရှိပါဘူးပြီးခဲ့တဲ့ရာသီပြီးခဲ့တဲ့နှစ်တည်းမှာလည်းကျွန်တော်တို့ပီတာယော့ဂရက်ကိုစိတ်ဝင်စားတယ်ဆိုတော့အဲ့ရောင်ကြီးပြခဲ့တယ်အဲဒါပေမဲ့ဒီကစားသမားကိုလိုချင်နေရာချက်စီတင်းတင်းနဲ့မဟုတ်ဘူးနဲ့အာဆင်နယ်တို့ဒီအဲဥရောပရဲ့ဟိုကင်းလို့ပြောလို့ရတဲ့ဒီဒီမက်ထရစ်တို့ဒီဒီသင်းတွေပါဝင်နေတဲ့ဟိုတွေးရတယ်ပေါ့နော်ဆိုတော့ဟိုအရေးတာလာတော့ကျွန်တော်အာဆင်နယ်ကပို့ပြီးတော့အရေးတာတဲ့ဆိုတော့ပုံစံမျိုးတည်င်းတွေတွေးရတယ်ပေါ့နော်ချက်စီနဲ့ပီတာယော့ဂရက်ကို စိတ်ဝင်စားတာကတော့အရင်နှုန်းကရအမှန်ကန်တဲ့တည်င်းတစ်ခုဖြစ်တယ်ဆိုတော့ဟိုပီတာယောဂရက်ကိုကြာရင်တော့ကျွန်တော်ချက်စီနေနဲ့အာထိုက်တင်ပေါ့နော်ကျွန်တော်တို့ဒီချက်မလေးဝင်ဝင်ရတာနဲ့တူတူကျွန်တော်တို့ download ချက်မလေးပါအာကောင်းကောင်းရှင်းပြနိုင်မှာပေါ့နော်တကယ်လို့ဟိုတက်စမှုတယောက်မရှိမရခဲ့ဘူးဆိုတော့ကျွန်တော်ချက်စီနေနဲ့ချက်မလေးမှာအများကြီးရုန်းကန်ရလိမ့်မယ်ဆိုတော့ဒါတော့ပီတာယောဂရက်ရဲ့အဲ့တရင်ဖြစ်တယ်ပြီးတော့ဘက်ဂျမစ်19ပေါ့နော်19နဲ့ပတ်သက်ပြီးတော့လည်းတည်င်းနေတက်တယ်ဒါပေမဲ့ဒီတည်င်းကဟိုအများကြီးတော့ ဟိုဘယ်လိုပြောမလဲအဲရာခိုင်နှုန်းအရာအများကြီးတော့မရှိဘူးပေါ့နော်အဲဘယ်ကျမဆက်ကိုဒီဆက်ကိုဆိုတဲ့ကသသမားကိုကျွန်တော်ဟိုကြည့်ဘူးရဲ့အဲဆိုတော့အာအရင်ကြီးဘယ်လိုမလဲအဆင်ပြေချက်စိနဲ့အဆင်ပြေမဲ့ကသသမားမျိုးလို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တယောက်တည်းအမြင်ရမမြင်ဘူးဒီကသမားကဟိုကောင်းတာမှန်ပေမဲ့လေပေါ့နော်အာဒီဂျာမန်လိမှာကစားတယ်ဂျာမန်လိကတက်စစ်မှုတွေကိုးသွင်းတာကကျွန်တော်တို့အတွက်ဆန်းနေတဲ့ အနေထားမျိုးမဟုတ်တာဖြစ်တဲ့အတွက်ဗီဂျင်း19တော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့ဗီဂျင်း19နဲ့ဒီတရင်တွေထွက်နေတာကတော့တည်ကြရဲပေါ့နော်ဒီကမ်းမောက်ကိုကျွန်တော်ပရီးမီယာလိအပြင်ပေါ့နော်တခြားလာလီဂါကလပ်တွေကလည်းအများကြီးစိတ်ဝင်စားတယ်ဆိုတဲ့တရင်တွေတွေ့ရတယ်ဆိုတော့နောက်ဆုံးတစ်ယောက်ကဘယ်လိုလဲဆိုတော့ LND လက်ဖြစ်တယ် LND လက်ကတော့နည်းနည်းဟိုပြောစရာဖြစ်တယ်ပေါ့နော်ပြောစရာဖြစ်တဲ့ဆိုတော့ပထမဆုံးကကျွန်တော်တို့ချက်စီး ချက်မလေးဝန်ကမရခင်တော့ချက်စီကိုညင်းပြီးတော့မန်ချက်စတာယူနိုက်တက်ကိုသွားမယ်ဆိုပြီးတော့ပြောပြောတယ်ပေါ့နော်ဒါပေမဲ့ချက်စီချက်မလေးဝန်ကရပြီးတော့မန်ချက်စတာယူနိုက်တက်ကဒီဂျိုဘာလိတ်ဖိုင်နယ်ကိုကျွန်တော်စပါးကိုရှုံးခဲ့ရှုံးခဲ့ပြီးမှတော့ ဒီဒီကစားမရဲ့လေတန်တွေပြောင်းသွားတယ်ပေါ့နော်လေတန်တွေပြောင်းသွားတယ်ကျွန်တော်ချက်စီးကိုရွေးချင်တယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေချောင်းမှာတော့အာအငင်းပွားပွဲရာတွေဖြစ်တယ်ပေါ့နော်ဒီကစားသမားကိုချက်မလေးဝင်ခွင့်ရမှလိုချင်မှတော့မခေါ်နဲ့ဆိုတာမျိုးတွေပေါ့နော်ဒါပေမဲ့ DNT လက်ကအာကျွန်တော်တို့ချက်မလေးမှာ on fire ဖြစ်ချင်မှဖြစ်နေမှာဒါပေမဲ့ premier league မှာတော့အာ အပားကြပြီးသားပေါ့နော်လောလောဆယ်ကျွန်တော်ပေချင်မဲ့16ထက်တော့ပိုပြီးတော့သဘောကျတဲ့တက်စစ်မှုမျိုးဖြစ်တယ်ဆိုတော့ပြောချင်တာကပရီးမီးယားလိနဲ့အသားကျလို့ကျွန်တော်ကပိုပြီးတော့ဟိုသဘောသဘောကျတာဖြစ်တယ်ပေါ့နော်ဟို personal personal ရပေါ့နော်ဒါပေမဲ့ဟိုဟိုတကယ်အံဝင်မလားဆိုတာကတော့ကျွန်တော်ဟိုအတုံးချက်ချက်စီးနဲ့အံဝင်မလားဆိုတာကတော့အဲအုံပြူကြီးမှတိမှဖြစ်တဲ့တော့ဒီကစားသမားကိုလည်းချက်စီးကလိုက်နေတာသိကြတယ်အာဒီချက်စီးနဲ့အပြိုင် လိုက်နေတာကတော့ Manchester United ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဟောကျွန်တော်တို့ဟိုဒီအတိတ်တင်းနေပေါ့နော် Chelsea နဲ့ပတ်သက်ပြီးအတိတ်တင်းတွေကို share ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ညိုအားလုံးရောဒီတင်းနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမြင်လဲပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်